ဒါကတော့မြေအောက်မှာ43နာရီကြာပိတ်မိနေပြီးနောက်တပ်ထုတွင်လုံသားတွေပြန်ထွက်လာတဲ့အခိုက်တန့်ပုံရိပ်တွေပါတနင်္လာနေ့ကအ धिक ဝင်ပေါက်ပြိုကျခဲ့ပြီးနောက်သူတို့မိသားစုတွေနဲ့တငယ်ချင်းတွေကလာရီကီယာတွင်မှတောက်မြော်နေခဲ့ကြတာပါအာနာပိုင်တွေကတော့ဒီအခင်းဖြစ်ပွားမှုဟာစပိုင်းဆိုင်ရာချို့ယင်းမှုကြောင့်လို့ပြောပါတယ်ကျွန်တော်တို့အချင်းချင်းစကားတွေပြောရင်းနဲ့ပိတ်မိနေတယ်ဆိုတဲ့ခန်းစားချက်တွေဒါမှမဟုတ်ထိတ်လန့်မှုတွေမဖြစ်အောင်စူးစမ်းနေခဲ့ကြတာပါဒါပေမဲ့အားလုံးစင်ပြေခဲ့ပါတယ် ကျွန်တော်တို့အားလုံးစိတ်ပိုင်းဆိုင်ရာခိုင်မာအောင်နေနိုင်ခဲ့ကြပါတယ်လို့ဆိုပါတယ်။မြေအောက်မီတာ80အနက်ရှိတွင်းထဲမှာပိတ်မိနေတဲ့တက်ထုတွင်းလှုပ်သားတွေကိုတော့မြေအောက်ပိုင်လိုင်းတွေကနေအစားအစာရေနဲ့အောက်ဆီဂျင်တွေပေးပို့ခဲ့တာပါ။သူတို့ဟာထိခိုက်ဒဏ်ရာရတာမျိုးမရှိဘဲလွတ်မြောက်လာခဲ့ကြပါတယ်။ကိုလံဘီယာမှာတက်ထုတွင်းမတော်တဆမှုတွေမကြာခဏဆိုသလိုဖြစ်ပွားလေရှိပြီး အများစုကတော့လိုင်စင်မဲ့တွင်းတွေမှာဖြစ်တတ်တာပါပြီးခဲ့တဲ့နှစ်ကလူပေါင်း124ဦးရဲ့အသက်တွေကိုဆုံးရှုံးခဲ့ရပါတယ်ဒါပေမဲ့တက်ထုတွင်းလှုပ်သားတွေကတော့သူတို့အတွက်အလုတ်ပြန်လုပ်ဖို့ခလွဲလို့တခြားရွေးချယ်စရာမရှိဘူးလို့ပြောကြပါတယ်ပထမဆုံးနဲ့အရေးကြီးဆုံးကတော့ကျွန်တော်တို့မိသားစုတွေအတွက်အဓိကထောက်ပံ့မှုတစ်ခုဖြစ်နေတာပါပဲဒါကတက်ထုတွင်းနည်းမြေဖြစ်ပြီးလူတိုင်းကတက်ထုတူးဖော်ရေးမှာအလုတ်လုပ်ကြတာပါလို့ဆိုပါတယ်ကျွန်တော်တို့ရဲ့ဝန်ကြီးကအဲဒီကနေလာတာဖြစ်လို့ ကျွန်တော်တို့အဲ့ဒီကိုပြန်သွားမှာတေးကြပါတယ်လို့ပြောကြပါတယ်ကိုလံဘီယာရဲ့တရားဝင်ပို့ကုန်လုပ်ငန်းတွေရဲ့တော့ဘက်ကိုတက်ထူတူးဖော်ရေးနဲ့ဟိုက်ဒရိုကာဘွန်ကဏ္ဍကနေရရှိနေတာကြောင့်လူအများစုဟာအသက်မွေးဝမ်းကြောင်းအတွက်အသက်ကိုစွန့်စားပြီးအလုံးလောက်ရတာကလွဲလို့တခြားရွေးချယ်စရာများများဆဆမရှိဘူးလို့ဖော်ပြကြပါတယ်ရှင်